မိဘတဲ့ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်ရှာကြည့်အောင်မရှိဘူးမဟုတ်ဘူးရှိနေသေးတယ်မိဘကတော့ဟုတ်တယ်လူလောကဝင်ခွင့်ပေးလိုက်လို့ကျေးဇူးတင်စရာကောင်းတယ်လို့ပြောရမယ်လူဖြစ်လာတယ်မိဘရဲ့အကျိုးကျေးဇူးကြောင့်ကျေးဇူးတရားကြောင့်လူဖြစ်လာဒါဖြင့်မိဘတဲ့ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားထောက်ပြထားတာရှိတယ်ဒါကြောင့်မို့လို့နော် ယေရှုတရားအကြီးမားဆုံးပုဂ္ဂိုလ်၃မျိုးဆိုတာမြတ်စွာဘုရားဟောထားတာရှိတယ်။အဲ့ဒီထဲမှာမိဘပြောလို့တော့မဟုတ်ဘူး။အကြီးမားဆုံးပုဂ္ဂိုလ်၃ဦးဆိုတာဘယ်လိုပုဂ္ဂိုလ်လဲတဲ့။မိမိကိုဖရာတရားတန်ခါယရဏ၃ပါးကိုယ်ပဲစိကတ်တအောင်လမ်းညွန်ပြတ်သားတဲ့ပုဂ္ဂိုလ်တဲ့။အဲ့ဒီပုဂ္ဂိုလ်ဟာယေရှုရှင်နေထဲမှာတော့ကြီးမားတဲ့ယေရှုရှင်တစ်ခုပဲ။ သူ့ရဲ့ကဲ့တင်မှုဟာအလွန်ကြီးမားတယ်လို့သူတို့ပြောအကယ်၍ကိုယ်ခွယ်မှုမှားသွားရင်ဒီပုဂ္ဂိုလ်ဟာဒုက္ခရောက်သွားနိုင်တယ်မင်္ဂန်နဲ့ကိုယ်ခွယ်မှုမင်္ဂန်နဲ့လမ်းကြောင်းမဟုတ်ဘူးတင်ပေးလိုက်လို့ဖះကိုကြီးညိုတတ်လာတယ်တရားကိုကြီးညိုတတ်လာတယ်တန်ခါကိုကြီးညိုတတ်လာတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာရသော်ဗျာဟောတဲ့တည်းရေကေစီဗုဒ္ဓံတရဏံကတာတိနတ်တိဂမိတ်တန္တိအပါယဘူမိန် ဘုရားတရားတန်ခါကိုယ့်ရဲ့စိတ်ကတ်တဲ့ပုဂ္ဂိုလ်ဟာအပယ်လေးပုံမရောက်ဘူးလို့များစွာကဲအပယ်ကနေကတင်ပေးရမကြပါဘူးလားမိဘကအပယ်ဟာကတင်ပေးနိုင်တာမရှိသေးဘူးလေလောကကြီးပဲသူကပြတာပေးလိုက်တာပဲရှိဒါမိဘရောဒီထက်ပါလို့မရဘူးလားဆိုရတယ်မိဘတိုင်းတော့မရဘူးเนาะမိဘတိုင်းတော့မရမိဘကမိဘကိုယ်တိုင်းကိုကဒီတရားတွေအသက်တတ်နေလို့ရှိရင်ကိုယ်ပဲဝင်တတ်မှာပဲလေဖြစ်နေတယ်ပေါ့เนาะ ဲ့တော့တရဏဂုံတီလတရဏဂုံ၃ပါးကိုကိုယ်ကစိတ်ကတ္တအောင်လမ်းညွန်ပြသပေးလို့သူ့ရဲ့ယေရှုတရားကြောင့်တရဏဂုံတီတဲ့ပုဂ္ဂိုလ်ဖြစ်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတရဏဂုံတီသူဆိုတဲ့ပုဂ္ဂိုလ်ဖို့မှာသူဟာတရဏဂုံတီအောင်လုပ်ပေးတဲ့ဆရာဟာနော်လမ်းညွန်ပေးတဲ့ပုဂ္ဂိုလ်ဟာကြီးမားသောယေရှုရှင်တူပဲဖြစ်တယ်ဟုတ် ဒီတိုင်းမိဘမပါဘူးเนาะဒါမြတ်စွာဘုရားဒါကိုထောက်ပြတရဏဂုံတည်သွားပြီဆိုရင်အပယ်လေးပုံကလွတ်သွားပြီဒီတဲ့အကျိုးဆက်တွေပြောမယ်ဆိုရင်တရဏဂုံတည်ခြင်းကြောင့်ဘုရားကိုစိတ်ကတ်တယ်တရားကိုကျင့်သုံးတယ်တန်ခါကိုစိတ်ကတ်တယ်အဲ့ဒီဘုရားတရားတန်ခါကြီးညိုခြင်းကြောင့်ရလာလို့တိလာတဲ့အသိဉာဏ်တွေကဆက်တဲ့သွားမယ်ဆိုရင်နိဗ္ဗာန်ထီအောင်အကျိုးရောက်သွားနိုင်တယ်ပေါ့ အပယ်လေးပုံကလွတ်ယုံနေမှာဘူးနောက်ဆုံးမှာတန်တရာဝဆင်းကလွတ်ကင်းနိုင်တယ်ဆိုတဲ့အကျိုးကျေးဇူးထီအောင်ကျေးဇူးပြုတာဖြစ်တော့ကြောင့်ဒီပုဂ္ဂိုလ်ဟာကျေးဇူးတရားအကြီးမားဆုံးသောပုဂ္ဂိုလ်သူ့ဖို့အဲ့တော့အတိအသည့်လူတိုင်းလူတိုင်းဟာကိုယ့်အတွက်ကျေးဇူးတရားအကြီးမားဆုံးပုဂ္ဂိုလ်ဘယ်သူလဲကိုယ့်အဝဆင်းကငါဟာဘယ်သူ့ကြောင့်ဖရာတရားတန်ခါယရဏ၃ပါးဆိုတဲ့ ြည်ညိုလေးစားမှုဆိုတဲ့အသိဉာဏ်ကိုရပြီးတော့ကြည်ညိုကိုးွယ်တာလဲလို့ဆိုတာကြည့်လိုက်လို့ရှင်အဲ့ဒါလို့ကြည်ညိုကိုးွယ်တာအောင်ဟောပြောတဲ့ပုဂ္ဂိုလ်ဟာအမေဖေတဲ့ကလည်းဖြစ်ခြင်းဖြစ်မယ်ဆရာသမားကလည်းဖြစ်ခြင်းဖြစ်မယ်မိษွေရင်လည်းဖြစ်ခြင်းဖြစ်မယ်ဘယ်သူပဲဖြစ်ဖြစ်တရဏဂုံတီအောင်သူ့ကိုအကြောင်းပြုပြီးတော့ကိုဟာတရဏဂုံတီခဲ့တယ်ဘုရားဘာသာစစ်စစ်ဖြစ်လာတယ်ဆိုလို့ရှင်တော့ဒီပုဂ္ဂိုလ်ဟာကိုယ့်အတွက်အကြီးမားဆုံးသောကျေးဇူးရှင်ကြီးပဲလို့ ဒီလိုတတ်မှတ်ခိုင်းတာများစွာဗျာเนาะဒါကတူနောက်ဒုတိယလိုက်ပြီးတော့ရှာမယ်ဒီဖရာတရားတန်ခါယရဏသုံးပါး၉ခွဲ့ရှိကပ်ရုံများမကဘူးနောက်တစ်ခါဒီတဲ့အရေးကြီးတာကဘာလဲလို့ဆိုရင်အမှန်တရားကိုသိဖို့အရေးကြီးတယ်ဖရာတရား၉ခွဲ့ဖရာတရားတန်ခါယရဏ၉၉ခွဲ့ရှိကပ်တယ်ဆိုတာလမ်းကြောင်းအမှန်မော်ရောက်ရုံနဲ့ရောက်သေးတယ်သို့သော အမှန်တရားကိုသိပါလမ်းမချော်မှာဖြစ်တယ်ပေါ့ကြည့်လေဖရာတရားတန်ကတော့ကိုယ်ဝယ်ကြပါရဲ့လမ်းချော်နေတဲ့ပုံစံတွေအများကြီးရှိတယ်အဲ့လိုလမ်းမချော်အောင်အမှန်တရားကိုသိအမှန်တရားဆိုဒီမှာသစ္စာ၄ပါးကိုပြောတာဒီနေရာမှာသစ္စာ၄ပါးဆိုတဲ့အမှန်တရားကိုမသိဘဲနဲ့တန်တရားဝကလွတ်တယ်ဆိုတဲ့ပုံစံမရှိဘူးမြတ်စွာဘုရားကိုယ်တိုင်ကနေပြီးတော့ရဟန်းတော်တွေကိုဆုံးမဟောကြားပေးတာရှိတယ် ဟောဒီသစ္စာလေးပါးကို မသိလို့တဲ့ငါရောတင်တို့ရောတန်တရာထဲမှာရှင်းလေခဲ့ရတဲ့ဘဝတွေမြောင်းများလာပြီအနမတေကတန်တရာတခွင်မှာ ဟောဒီသစ္စာလေးပါးကို မသိလို့တို့တွေကတန်တရာလဲလာခဲ့ရပြီလို့ရသော်ပြားကဒီလိုဟောစတုံဏအရိယသစ္စာဏယထာဘူတံအထသနာသစ္စာလေးပါးကိုအမှန်မမြင်လို့ င်တို့ရောငါရောတန်တရာထဲမှာဆင်းရဲဒုက္ခအမျိုးမျိုးနဲ့ကြုံရတယ်